မင်္ဂလာပါညစီခွာဆဆောင်မနှုတ်ခုစတာပါရယ်မန်ရှလာ23ရက်2025ခုနှစ်တောင်းချွန်နေ့ဝင်လေးပြန်မတော်သူပေါင်းတော့ငါထန်တို့လာကြတော့ငါသင်ချမ်းသာပြီမီရှမတဲ့ခရွေချန်အခန်းကြီး7ခန်းငယ်28ခေါင်းစဉ်ကအစဉ်ပြေးရလားတဏီယာမကောင်းရင်တဏီယာပြောင်းရွှေ့သွားလာနေထိုင်သောမိတ်ဆွေတယောက်ရှိပါသည်မြမပြင်းရဲ့မာတာမကမလေးရှားယူရီးယားမာတော့ ွာလာနေထိုင်ခဲ့တော်သူသည်အစဉ်ပြေသည်ဟု၏မရှိလာပါမမနာကြီးကဘသူမှငါလောက်တွေ့ကြုံမရှိပါဘူးအောင်းမင်း၍မောင်းမာသောစိတ်နှင့်ဆက်ဆံရမိသူမှသူကိုမခင်မကြပါသူကဂျပန်ပြည်ကိုအလုံသွားလုံးမယ်ဒီကလူတွေနဲ့အစဉ်မပြေဘူးဘာမှသိကြတာမဟုတ်ဘူးပြောလေငုံနေခင်ပုံငယ်ကြောင့်ပုံမီဟောင်းလေးကိုတည်ရမိပါသည်ယနေ့တနိုင်ခင်ပုံငယ်တကောင်သည် အရှိဖတ်အရှက်တို့ပြောင်းရွှေ့နေထိုင်ပြီးပြုများ ငုံငန်ကမေးပါတဲ့မိရွှေဘာကြောင့်များပြောင်းရွှေ့ရပါမလဲခင်မုံငန်ကဖြေပါသည်ဤရက်တွင်နေထိုင်ကြသောရွာသားတို့သည်မိုင်းတာယာချင်းကိမဲ့သောအတန်ကိုနားညီးသည်ဟုကဲ့ရဲ့သောကြောင့်သူတို့ကိုမုံမာဤထိုကြောင့်အရှင်ရက်တွင်ပြောင်းရွှေ့နေထိုင်တော်မူထိုကားငုံကမိရွှေသည်ရှိုးဝါလာသောအတန်ကိုသာတာယာသောအတန်ပြုသို့ရောက်ရှိလာရန်ပြုပြင်နိုင်တာကပြုပြင်ပါသို့မဟုတ် တင်းဒီအရှင်ရက်တွင်သာမကမြည်သည့်ရက်သို့ဝင်သွားရောက်နေထိုင်စီကမူထိုရက်ရှိလူတို့သည်တင်းအတန်ကိုခဲရသည်ဖြင့်တင်းလည်းသူတို့ကိုမုန်းချမိမှ မုန်းချပင်ဖြစ်သည်ဟုပြောလိုက်တဲ့အတ္တဓာ၌တတောတတာနေနေထိုင်မှုရဲ့အတွက်လိုအပ်ချက်အချို့ရှိပါသည် မကောင်းမသိသောအရာများကို ပြောင်းလဲပြရပါမည် ယခုနေ့၌ရှိသောမကောင်းသင့်သောအရာသည်ယခုနေ့ဘူလောက်ပင်ဟုကျမ်းစာလာပါသည် ရှင်မသက်ခရစ်ခန်းချင်း6ခန်းငယ်34နောက်ပြန်ဒီမှာဆောက်ရင် ပြောင်းလဲသောတတတခုတနည်းအားဖြင့်ကျွန်တော်တို့မကောင်းသင့်သောအရာကိုချန်ထားနိုင်ခင်ပါက ရှင်ပြည်သောပတ်ဝန်းကျင်ဖြစ်လာပါလိမ့်မည်။ဒုသောမဟုတ်ပေကျွန်တော်တို့မကောင်းသင့်သောအရာများကိုဘဝတစ်လျှောက်လုံးထမ်းမှုတည်ဆောင်သွားပါကဘယ်နည်းအားဘယ်ဒီသားမှာပဲဖြစ်ဖြစ်အဆင်မပြေနိုင်ပါမိမိနိုင်ရှိသောထိုမကောင်းသောအရာများကိုခွာချရန်မတတ်နိုင်သောအခါလည်းရှိမှာပါရှုံးလို့ရခက်ခဲသော အတ္တမာနနှင့်လောဘများကိုခွာချပြီးနိုင်သူတူဦးတော်ရှိပါ၏။သူကိုအာကုမဖြစ်ပါလိမ့်မည်။သူနာမည်ကတခင်ယေရှုပါ။အားလုံးဖြားစင်ကောင်းပြီးပါစေ။